တ်တွေကတော့ဟိုချင်းအပြင်စတ်တယ်။ကိုက်တွေကတငယ်ချင်းတွေအဲ့လိုဟိုရင်နေရဖားတော့ကျွန်တော်မဲရေကိုက်ခေါ်ပြီးပါအောင်ပါဦးသိလားမိုက်ကမှတ်တမ်းလားဟုတ်ဆုံးလို့ဆိုကိုနေတည်းရဲ့ချိန်မှာတော့အဲ့လိုပေါ်ယူတာထားတာတယောက်နှစ်ယောက်လောက်ပါပဲတယောက်နှစ်ယောက်လောက်ပဲကျွန်တော်တယောက်ဆိုတယောက်ပဲကျွန်တော်တယောက်ပြီးမှတယောက်တယောက်ပြီးမှတယောက်အဲပြီးတော့မှတကယ်ချင်းနေရာတွေမှာအဲ့လိုအဲနောက်တော့ကြိုက်သွားကြတာပေါ့နော် မိသားစုပလန်ကျွန်တော်တို့မှာတားတယောက်သူမိတယောက်ရှိတယ်သူကတမီကျွန်တော်ကသားကြာကျွန်တော်နှစ်ယောက်နဲ့တော်တော်ပြည့်စုံတယ်ဘူးတော့ပါဘူးတက်တည်လဲကြီးပြီဆိုလေတရုတ်ဆောင်တော့တရုတ်ဆောင်နေကမလေးမိမတိုင်တာဖြစ်သွားပြီလားတရုတ်ဆောင်ကဖျက်ချောက်တို့ပါတို့တက်ခန်းတို့ပါတို့ဒါပဲ စတွေ့တာတော့ဟိုချင်းအပြင်စတယ်ကိုက်တွေကတငယ်ချင်းတွေအဲ့လိုဟိုရင်းနေရဖားတာပေါ့ကျွန်တော်မဲရေကိုက်ခေါ်ပြီးပါအောင်ပါဘူးတည်ဟုတ်လားမိုက်ကမှတ်တမ်းလားဟုတ်ဥစ္စာစီမှမှတ်တမ်းရေးညာအမောတငယ်ချင်းတွေအဲတငယ်ချင်းတွေအဲဒီမိုက်ကတိလာသူ့အကြောင်းပါညာစွန်လာလေးပါဆုံးလို့ဆိုကိုရတဲ့အချိန်မှာတော့အဲ့လိုပေါ့ယူတာထားတာတယောက်နှစ်ယောက်လောက်ပါပဲတယောက်နှစ်ယောက်လောက်ပဲကျွန်တော်တယောက်ဆိုတယောက်ပဲကျွန်တော်တယောက်ပြီးမှတယောက်တယောက်ပြီးမှတယောက်အဲပြီးတော့မှတကယ်ချင်းနေရာတွေမှာအဲ့လိုအဲနောက်တော့ ိုက်သွားကြတာပေါ့နော်ကိုယ်လည်းတကယ်ဟိုချက်တယ်ဟိုကိုယ်လည်းတက်ဆာရှိရှိနဲ့ချက်နိုင်တယ်ပေါ့နော်အဲ့လိုယုံလေးယုံကြည်ရတဲ့လူအဲအဲအကြောင်းမလို့ယူလိုက်တာပါကျွန်တော်ကကြတော့ဘယ်လိုပြောမလဲကျွန်တော်အဲ့လိုမိန်ကလေးဆိုကျွန်တော်အဲ့လိုလေးအဲ့လိုမိန်တမ်းလေးဆိုကျွန်တော်မသိမကြောက်ဘူးရမ်းမင်းသားဆန္ဒမကြိုက်ဘူးကျွန်တော်အဲအဲ့လိုဒီလိုမျိုးပဲယောက်ျားဆန်ဆန်ပါဆိုကျွန်တော်အဲ့လိုကြိုက်တာအိမ်အောင်ဆက်ကဘယ်လောက်ရှိ ဆောင်းနေပေါ့နော်မိသားစုပလန်ကျွန်တော်တို့မှာတားတယောက်သူမိတယောက်ရှိတယ်။သူကသမီးကျွန်တော်ကသား။ကြာကျွန်တော်တို့နှစ်ယောက်နဲ့တော်တော်ပြည့်စုံတယ်။သူတော့ပါဘူးတက်တည်လဲကြီးပြီဆိုတော့လေ။သားသမီးယူဖို့တော့စီစဉ်မရှိတော့ပါဘူး။အဲ့ဒါကနှစ်ယောက်ဆန်လာတာ။ဟုတ်တယ်။မယူတော့ပါဘူး။တယောက်ဆောင်တော့တယောက်ဆောင်နေကမလေးမိမတိုင်တာဖြစ်သွားပြီလား။တယောက်ဆောင်ပါဖြတ်ချောက်တို့ပါတို့။တက်ခန်းတို့ပါတို့ဒါပဲ။ ဥပမာကျွန်တော်ကကြားပါတော့အဲ့လိုတစ်ခုဇက်တစ်ခုကျွန်တော်တို့ဒီလိုဒီလိုလေးရိုက်ချင်တယ်ဆိုတော့ဇက်ကကျွန်တော်တို့ဆင်ပေးရတာဟုတ်ဆင်ရရင်ကျွန်တော်လင်မင်းတွေကစဉ်းစားတာပေါ့ကျွန်တော်လည်းနေ့ရက်သားတခါညဆိုထိုင်နေအမေမကြီးဒါလည်းဒီလိုဒီဇက်လေးကဒီလိုလေးတွားရင်ကောင်းမယ်ဒါဒီနားမှာဘလို့ထည့်ရင်ကောင်းမယ်အဲ့လိုဇက်လေးကိုကျွန်တော်ကစဉ်းစားဝိုင်းစဉ်းစားကြတာပေါ့ပြီးတော့ဒီဆင်းပေါ်မှာဆိုလို့ရှိရင်လည်းခကူကြီးလည်းသူ့ပဲဟိုကုနေရဆိုတော့တေးဥဆောင်ပါရတော့တိတ်မပါဖြစ်တော့ဘူးပေါ့သူက ်သူများကြီးခေါ်လဲရိုက်ပါတယ်သိတယ်ခေါ်ပေးလို့တော့အချာတေးဆောင်မလုပ်တော့ဦးထင်ပါဆိုလို့ဟုတ်ကားဒီမှာလေးပို့ပါတယ်ဟုတ်ဟုတ်အဲ့ဒီကတော့ခေါ်တယ်မြဲတယ်ခေါ်ပါတယ်ဟုတ်ကျွန်တော်ကဟိုလေ music ပါရိုက်တာတော့ကျွန်တော်လည်းအရှိမရိုက်ထားသေးတယ် music video လေးတွေပါဟုတ်ဟုတ်ဒါတာနေနဲ့ရိုက်ထားရှိတယ်ဟုတ်အကိုရှက်ကြီးပေါ့ကျွန်တော်ငယ်ချင်းကိုရှက်ကြီး MTV လေးနှစ်ပုတ်လောက်ကျော်ရိုက်ထားရှိသေးတယ်ဟိုကအသိန်းတို့နဲ့အသိန်းတို့နောက်ပြီးဟိုကတော့ကိုကင်ယူလည်းပါတယ်ဟိုကကိုထူးကြတို့ပါလို့လည်းရိုက်ထားလည်းရှိတယ်အရှိမနှစ်ပုတ်လောက်ရိုက်ထားတယ်ဟုတ် ဒါပေမဲ့ဒီရုပ်ရှင်ဘက်ကျတော့ကျွန်တော်တို့ကျွန်တော်တိုင်းနဲ့ဘက်ကမိမောက်ကျွန်တော် support လုပ်ပေးလုပ်အဲ့လောက်ပဲဟိုပါမရှိပါကျွန်တော်တို့အဲ့လိုကြီးတော့ဒရိုက်တာရုပ်ရှင်ဒရိုက်တာကြီးတယောက်နေတော့ဝင်ရိုက်ဖို့တော့အခုဒီတော့အစီအစဉ်တော့တိတ်မရှိသေးဘူးမိမောက်ကပဲပေးနေတိုင်းနဲ့ဘက်ကဝိုင်းကူပါမှာအဲဒုတိယကတော့ဟိုဟာအဲရွှေမုံရည်နဲ့ရွှေမုံဒီနဲ့ရိုက်တာလေးမုံဆိုတဲ့ကားရှိရဲ့နောက်ကိုနေဝင်းနဲ့ဟုတ်ကဲ့ဟာတာနောက်ကိုနေဝင်းနဲ့မေမြင့်မုံနဲ့အဲ့ဒါတနတ်ခါဆိုတဲ့ကားအဲ့ဒါတော့အာ romance comedy ပဲပေါ့နော်ရဲပါလေဆောင်တစ်တွေပေါ့ရဲပါလေရဲပါလေရွေးမရဲဘူးတော့မရှိပါဘူးရဲပါလေဒါပေမဲ့အဲတို့ဟိုပေါ့တို့နဲ့ live ဖတ်မဲ့ဇလန်းလေးတွေနဲ့အဲအဲ့လိုမျိုးကိုကဆင်ပေးပြီးတော့အဲ့လိုမျိုးဆိုရင်တော့ရိုက်ရဲပါလေကျင်းတတ်ပါလေဒါပေမဲ့ကိုဟိုပေါ့တို့ဇက်ကလေးတွေလည်းကျင်းတတ်ပါလေဒါပေမဲ့ကိုရိုက်တဲ့နေရာမှာတော့100%ကြီးတော့ဟိုပြီးပြည့်စုံတယ်လို့တော့မခံစားရသေးပါဘူးဇလန်းတို့အကြောင်းလေးလည်းပြောဖို့ပါ ဒါဟိုဟာမဟာပြမယ်သစိန်ဆိုတဲ့ဇလန်တွေပါသစိန်ဟုတ်တယ်သစိန်မင်းသားဒေစာလင်းရောင်ရယ်ပညာဖုံးပြရယ်ကိုညီနန္ဒရယ်နောက်မင်းသမီးကြတော့ဘာဘူးဆုံးပါတယ်ထထထွန်းဟာဒါဆိုဒေစာလင်းရောင်မင်းသားတင်တဲ့ကားပါအဲဟုတ်ဟုတ်ဒါဒီစားလင်းရောင်နဲ့ပညာနဲ့အနည်းရောက်အပြိုင်ပေါ့ဟုတ်တယ်ဟုတ်ကဲ့စင်သားတော့ရှိရရုပ်ရှင်နှစ်ကားပေါ့နော်အဲ့ဒါစင်သားရှိရဒါပေမဲ့ဟိုနာမည်တွေအတားတွေကတော့ဟိုပါပေါ့တေးချာ မတိရသေးဘူးပေါ့နော်